အားလုံးပဲမင်္ဂလာပါယေရှုခရစ်တော်ဖခင်ရဲ့နာမအဖြစ်ကျေးဇူးနှုတ်ခွန်းဆက်သက်လိုပါတယ်ဖခင်ကိုသခင်သခင်လို့ခေါ်ပြီးအတလောက်နဲ့ပဲပါဇာအယတာမခံပါနဲ့ဖခင်ကိုသခင်သခင်လို့ခေါ်ပြီးတော့အလောက်နဲ့ပဲပါဇာအယတာမခံပါနဲ့နှုတ်ဘတ်တော်တွေခဏလောက်ဆွတောင်းကြအောင် ယေရှုမြတ်တော်ရှင်ဖဖျားကိုရရှင်ပြင်ဆင်ပေးသောအချိန်တိုင်းပြင်ဆင်ပေးသောနှုတ်ကပတ်တော်အတွက်ကျေးဇူးချီးမွမ်းပါတယ်။ကြားနာကြမည်ကျွန်တော်တို့မှာအယောင်ရှိတိုင်းတို့ရဲ့အသက်တာဝိညာဉ်တော်နှင့်ပြည့်စုံစုံလင်နိုင်ရသောအခွင့်ဆွတ်ကျေးဇူးကိုပေးသနာတော်မူပါ။အချိန်တိုင်းနှင့်အသက်တာများအားလုံးကိုဖဖျားရှင်လက်ဝရဆက်ကအနန္တေခါအဖအိတပါရတော်သားတော်တခင်ယေရှုခရစ်တော်ဖျားကြီးမြတ်တော်မဟာနာမဝမီပြုလျက်ယုဒေလေးမြတ်စွာဘုရားဆွတ်တောင်းဆက်ကပင့်ဖိတ်အသနာခံတောင်းလျှောက်ပါ၏မြတ်တော်ရှင်ဖာ။ အာမင်ဒီနေ့နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်ကတခင်တခင်လို့ခေါ်ပြီးပဇာအယတာမခံပါနဲ့တခင်တခင်လို့ခေါ်ပြီးပဇာအယတာမခံပါနဲ့နှုတ်ကပတ်တော်အဖေးရှင်ကျင်ခွန်အားယူကြရအောင်တစ်ပေခန်းကြီး3အငယ်9ကနေ6ဖြစ်ပါတယ်တစ်ပေခန်းကြီး3အငယ်9ကနေ6 ဖျားသခင်ကိုကိုးစား၍တန်ရှင်းသောမိမတို့သည် ရှေ့ကထို့သို့ ကိုကိုတစားဆင်လျက်ဆာရာသည်အာဗြဟံကိုသခင်ဟုခေါ်၍သူ၏စကားကို နားထောင်တကယ်သို့ကိုခင်ဘွေးအုပ်ဆိုးခြင်းကိုဝန်ခံကြ၏နော်ဆောနဂဘတော်ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာနားလည်ရတဲ့အရာလေးတစ်ခုကဆာရာဟာ သူ့ရဲ့ခင်မွန်းတဲ့ဖြစ်တဲ့အာဗြဟံကိုသခင်လို့ခေါ်တဲ့အခါမှာအချက်နှစ်ချက်တွေ့ရပါတယ်အချက်နှစ်ချက်တွေ့ရပါပထမတစ်ချက်ကသခင်ဟုခေါ်တော့သူ့မရဲ့ခေါ်ရဇကာအဖြစ်ပါဇအရသာခံတာမဟုတ်ပါဘူးသခင်လို့ခေါ်တဲ့အခါမှာသခင်ရဲ့ စကားကိုနားထောင်ပါတယ်ဆာရာဟာသူခင်မွန်းတဲ့ဖြစ်တဲ့အာဗြဟံကိုတခင်လို့ခေါ်တဲ့အခါမှာအာဗြဟံရဲ့စကားကိုသူနားထောင်ပါတယ်ဒါကြောင့်မလို့ချက်တော်ဓမ္မမိတ်ဆွေများကျွန်တော်တို့ယုံကြည်သူမိသားစုဝင်ယုံကြည်သူသားသမီးအယောက်ရှိတိုင်းဖခင်တခင်ကိုတခင်တခင်လို့ခေါ်ပြီးဖခင်စကားနားမထောင်ရင်အလကားပါပဲ ဖရာသခင်ကိုတခင်တခင်လို့ခေါ်ပြီးတော့ပါဇာအရတာမခံပါနဲ့ဖရာသခင်ရဲ့ဇကာကိုနားထောင်ဖို့ဖရာရှင်အထူးအလိုရှိပါတယ်ဒါကြောင့်မလို့ဖရာသခင်ကိုတခင်တခင်လို့ခေါ်ပြီးဇကာနားထောင်တတ်တဲ့ယုံကြည်သူဖြစ်ဖို့ ပထမတစ်ချက်အနေနဲ့ဖော်ပြလိုပါတယ်ဒုတိယတစ်ချက်ဆာရာဟာသူ့ရဲ့ခင်မွန်းတဲ့ကိုတခင်တခင်လို့ခေါ်ပြီးတဲ့အခါမှာ ကိုခင်မွန်းတဲ့ရဲ့အောက်ဆိုးခြင်းကိုဝန်ခံတယ်။ဒီနေ့ဆာရာဝန်ခံတဲ့ကဲ့သို့ယနေ့ကျွန်တော်တို့ယုံကြည်သူသားသမီးအယောက်ရှိတိုင်းလေကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ကျွန်တော်တို့ကဲ့တင်ချင်းပေးနိုင်တဲ့ဖခင်ကိုသခင်လို့ခေါ်တဲ့အခါမှာသူ့ရဲ့အောက်ဆိုးခြင်းကိုဝန်ခံဖို့ရန်အတွက်အရေးကြီးပါတယ်။သူ့ရဲ့အောက်ဆိုးခြင်းကိုကျွန်တော်တို့တွေဝန်ခံမှသာ ကျွန်တော်တို့ဘဝအတ္တတာမှာ သူအလုတ်လုတ်ပြီးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံပြီးတော့သူပို့ဆောင်တဲ့လမ်းသူအသက်ရှင်ခိုင်းတဲ့အလိုတော်ရှိတဲ့အသက်ရှင်ခြင်းအတိုင်းသူ့ရဲ့အုပ်ဆိုးခြင်းထက်ကနေသူ့ရဲ့အလိုတော်ကိုလိုက်လျှောက်ခြင်းအဖြစ်ကျွန်တော်တို့ဘဝအတ္တတာမှာပြည့်ပြည့်စုံတဲ့ယုံကြည်သူအတ္တတာဖြစ်လာမှာဖြစ်ပါတယ်။ဆာရာ သူ့ရဲ့ခင်မွန်းတဲ့ကိုသခင်လို့ခေါ်ပြီးတဲ့အခါမှာသခင်ရဲ့စကားကိုနားထောင်တယ်သခင်ရဲ့အုပ်စိုးခြင်းကိုနားထောင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ခြေတော်ဓမ္မမိတ်ဆွေများအားလုံးစာရာကဲ့သို့ခင်မွန်းတဲ့ရဲ့စကားကိုနားထောင်ပြီးခင်မွန်းတဲ့ရဲ့ဝန်ခံခြင်းကိုဝန်ခံတတ်သောအတ္တတာဖြစ်တဲ့ကဲ့သို့ယုံကြည်သူဓမ္မမိတ်ဆွေများ ဖရာသခင်ကိုသခင်သခင်လို့ကျွန်တော်ကျမတို့ခေါ်တဲ့အခါမှာသခင်ရဲ့စကားကိုနားထောင်ဖို့လိုတယ်။သခင်ရဲ့အောက်ဆိုးခြင်းကိုလည်းကျွန်တော်တို့ဘဝအသက်တာမှာယနေ့မှစကာလအစဉ်ဆက်ဝန်ခံနားထောင်ခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်အထူးအရေးကြီးကြောင်းကိုဒေသနာအရာအဖြစ်အနေငယ်ဖော်ပြခွန်အားပေးလိုပါတယ်။ကြားနာရသောနှုတ်ကပတ်တော်ပေါ်မှာဖရာရှင်ဆက်လက် တာ၍ကောင်းချီးပေးပါစေအာမင်